အလုံးမင်္ဂလာပါခင်ဗျာကျွန်တော် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာကျွန်တော်ရဲ့ညီကိုမောင်နှမများကိုဖတ်ပြပေးခြင်းတဲ့ဝတ္ထုကတော့ဇာတ်ရေးဆရာကြီးရွှေဦးတောင်ရေးသားထားတဲ့ဝါသုံးလုံးလို့အမည်ရတဲ့ဝတ္ထုရဲ့အပိုင်း6ဖြစ်ပါတယ်ခင်ဗျာနားတော်တာဆင်ပြေကြပါအောင်ခင်ဗျာတောင်းနေနေတဲ့နိုင်ကိုတောင်းတန်ဒီအလုတ်တိုက်တွင်ထိုင်လေးရဲ့သတင်းစာကိုတစောင်းပြီးတစောင်းလှန်လို့ဖတ်ရှုလေးရဲ့ရှိလေသည် ်ခင်စင်ကြီးသည်မလမ်းမကမ်းတွင်တနေ့ဆက်တလုံးနှင့်အလုံးလုံးနေလေ၏သတင်းစာများကစုံတော့မြညာပြင်းခြင်းအကြောင်းပလိမျက်စိအောက်တွင်တက်သွားခြင်းအကြောင်းအသုံးလုံးကစုံတော့ဤလေပင်ကိုထုံးတုံးချက်တားသွားခြင်းအကြောင်းအစရှိသောခေါင်းကြီးများဖြင့်ပလိနှင့်စုံတော့ဘက်ကိုလောင်ပြောင်ရေးသားလျက်ရှိကြလေ၏ ်ကုသောင်းနှင့်သတင်းစာများကိုဖတ်ပြီးသည့်နောက်ခင်းစင်ကြီးကိုလမ်းကြည့်လိုက်သောအခါခင်းစင်ကြီးမှာခါတိုင်းကဲ့သို့ကြီးလင်းရှင်ပြသောအမူအရာမျိုးမရှိဘဲမျက်တွင်းများကြားလျက်ခတ်ထိုင်းတန်းရှိနေသည်ကိုတွေ့မြင်ရလေ၏ခါတိုင်းတော့ဥလူတော်ကိုကြည်ဝိုင်းနှံကြတယ်ဒီတခါတော့ကျုပ်လည်းပါသွားပြီခင်းစင်ကြီးလူဘားလုတဲ့လူတခါတလီလဲထိပေအောင်မပေါ့ကျုပ်ကိုထိတာဝမ်းတာတလားခင်းစင်ကြီးဘယ်သူကိုထိလို့လဲဝမ်းမတာဘူးဘယ်သူ့ကိုမထိလို့လဲဝမ်းမနေဘူး င်စင်ကြီးကိုစစ်စစ်ကြည့်လျက်ဖြင့်တော်တော်ဆန်းတဲ့မိန်ကလေးပဲကရုဏာစိတ်မျိုးလုံးလုံးမရှိတတ်ရောတလားမဆိုးနိုင်ဘူးဒါထက်ဦးထွန်းတင်စီမှာအလုလုခဲ့ဘူးသေးတယ်မဟုတ်လားဟုတ်ပါလေသူ့အိမ်ချင်းတွေကိုကောင်းကောင်းကြီးတည်တာပေါ့နော်တည်တော့တည်တာပေါ့ဘာကြောင့်မေးတာလဲရှင်မြေတိုက်ရှိတာတည်တလားလို့ပါတည်တာပေါ့သူ့ကိုဓမြတိုက်ရင်မြေတိုက်ကထွက်ပြေးမယ်လို့ဦးထွန်းတင်ကပြောဘူးတယ်ဘာလဲရှင်ကမင်းညားကကိစ္စမှာကျမပါလေလို့များထင်နေလို့လားရေမောလေးရဲ့ဖြင့် ထင်တယ်လို့လည်းမဟုတ်ပါဘူး။ဒါတည်းမြေတိုက်တကားကိုဥထုံးတင်မကြောက်အောင်ဖွင့်ပြီးအခန်းထဲဝင်မှုဖြစ်နိုင်ပါမလား။ဖြစ်နိုင်မှာပေါ့။ဒါတည်းဒီစာတွေကိုပြန်လိုက်ရအောင်မလား။မင်းညာကဘာလုပ်နေတယ်လဲ။မမှန်ပြောစမ်းခင်စင်ကြီး။အိမ်မှာထိုင်နေတာပေါ့။မအိမ်မချင်းထိုင်နေသလား။ခင်စင်ကြီးကမဖြေပဲနေ။ည7နာရီလောက်မှတေရီအိတ်တလုံးနဲ့အိမ်ကထွက်လာခဲ့တယ်ဟုတ်လား။မဖြေပဲနေ။ကျုပ်တပည့်တယောက်ကမြင်လိုက်လို့မေးတာပါ။ည7နာရီလောက်မှအမှပြန်လာတဲ့။ဘယ်ကိုသွားနေတယ်လဲ။လမ်းလျှောက်ထွက်သွားတာပေါ့။ တိကျရင်ရန်ကုန်မြို့မြေပုံပေးလိုက်ဘယ်လန်းကဘယ်လန်းကိုသွားတယ်ဆိုတာထောက်ပြမယ်ပြဖို့မလိုပါဘူးဗျာနောက်ကလိုက်ကြည့်တဲ့လူကကြည့်ပြီးပါပြီကျုပ်တည်းရမို့ကြည့်လျက်ဖြင့်ဒါဖြင့်လည်းပြဖို့မလိုတော့ဘူးပေါ့အနည်းတို့ချင်းကလည်းဒီမှာကြည်စံခင်စင်ကြီးမင်းကိုကြည့်ရတာတကယ်ဆိုးတဲ့မိမတယောက်နေတော့မတူပါဘူးသို့တော်လည်းမနေ့ညကသွားပုံခြေလန်းကိုကြည့်လိုက်တော့မတင်ငါစရာရှိနေတယ်ကျမမှာတော့လူမတင်ငါဘူးဆိုတာအဆန်းအသင့်မဟုတ်တော့ပါဘူး ူတောင်းနေသည်ခင်စင်ကြီးကိုစိုက်ကြည့်လျာခင်စင်ကြီးကလည်းရဲဝံ့စွာပြန်၍ကြည့်လေ၏ထို့နောက်ကိုတောင်းတန်သည်ထိုင်ရမထား၍တည်င်းပေါက်စီသို့သွားရင်တတော်ထူးတဲ့မိန်းကလေးပဲဟုစိတ်ထဲကစဉ်းစားမိလေ၏ကိုတောင်းတယ်မှာတာမဲမိမများကိုတစ်ကြိမ်ပြီးနှစ်ကြိမ်ထပ်၍ကြည့်တတ်သောဝါဒနာမရှိပေရခင်စင်ကြီးမှာတာမဲမိန်းကလေးတယောက်မဟုတ်သည့်အတွက်ကူးဆိုင်မိခြင်းဖြစ်၏ ်ကင်းစည်ကြီးမှာရုပ်ရည်ကျောလာသောမိန်းကလေးတစ်ယောက်ဖြစ်တည်မှန်၏တို့ရရင်ကိုတောင်းနေသည်ရုပ်ဆင်းလိုဂယုဆိုင်သူတယောက်မဟုတ်ချေတက္ကနာကြာလိုက်တော့ဥလူတော်ရောက်လာ၍ကလေးထိုင်၌ထိုင်ပြီးလျင်မိန်းကြီးကဖြင့်ကြုတ်လုလို့ပုံကိုမကျင်းနှက်လို့ပင်စင်ယူခိုင်းနေပြီဗျဟုပြောရ၎င်း၏အတန်မှာဆင်းညင်ဟန်လက္ခဏာမရှိသောကြောင့်ကိုတောင်းနှံကအံ့ဩမိသေး၏ထို့နောက်ဆက်လက်၍တိတ်တော်ဝမ်းတိတ်တော်ဝမ်းမနေပါဗျာ အမွေကလေးရထားလေတော့ငွေတို့ချပြီးပင်စင်ကလေးနဲ့ပေါင်းစားရင်တော်တော်လှလှစားစားတော့ပါလေဒါဖြင့်ဘာလို့ဖို့အကြံရှိတယ်လဲပင်စင်ယူဆိုပေမဲ့ချက်ချင်းယူလို့မဖြစ်သေးပါဘူးဗျာရှိလာကုန်လောက်မှထွက်ရလိမ့်မယ်ထင်ပါရဲ့ជីတော်တင်းခမားကိုဝါတုံးလုံးကရန်ရှာအောင်မလားစောင့်ကြည့်အောင်ပါပဲ ်ပြစ်ကလေးကိုနှမ်းကြည့်လျက်ဖြင့်အောင်မေဟုတ်သားပဲပြို့ဒီလိုဆိုရင်ကျွန်တော်တက်တန်းဟာ၄၅ရက်ကြံပါတော့ကလားကျွန်တော်ကိုတော့လုံးကြံဝင်ကြမယ်မထင်ပါဘူးခင်ဗျာဒါထက်ဥလူတော်ကိစ္စနဲ့ပတ်သက်ပြီးမင်းကြီးကိုကျွန်တော်ကူပြီးပြောပြရအောင်မလားကျွန်တော်မထွက်ပါစေနဲ့လို့လားမရပါဘူးဗျာမင်းကြီးကအင်မတန်စိတ်ခိုင်းတဲ့လူတစ်ယောက်ပဲတို့ပေမဲ့လောက်ကောင်အောင်လုပ်ခွင့်ရလာတော့ခင်ဗျားကြောင့်ပဲပြို့ဘယ်ပုံကျွန်တော်ပါနေတယ်လေခင်ဗျား ်ခမ ्या ကိုဝါသုံးလုံးကချိန်ချောက်ထားလေတော့ကျွန်တော်စောင့်ပြီးကြည့်ပြရစီအောင်လို့မင်းကြီးကိုကျုပ်ခွင့်တောင်းထားတယ်ဒုက္ခနာနိုင်ခင်စင်ရည်လက်နေဆက်ရိုက်ပြီးတော့စာများကိုကင်လေးရဲ့အခန်းထဲသို့ဝင်လာလေရာဥလူတော်ကိုမြင်သောအခါတရင်စာတွေကပြင်ရှင့်အကြောင်းကိုဒီကနေ့သိပြီးရေးကြပြီးတော့ inspector မင်းပြုံးရင်လေးဖြင့်အခမဲ့ကြောင်ညာပေးလို့ကျေးဇူးတင်ရမှာပေါ့လေဒါတဲ့ခုတလုံးမင်းနဲ့မတင်းစားတဲ့မှာမတွေ့ရတာအတော်ကြာသွားပြီကောခင်စိန်ကြီး အချိန်တန်တော့နှပင်ကံမလိုက်မယ်လေဓာတ်တဲ့ဝါသုံးလုံးအကြောင်းကိုနောက်ဆုံးပါများကြားကြသေးတယ်နောက်ဆုံးတဲ့င်းကတော့ဝါသုံးလုံးစီပို့တဲ့အစာများကိုတော်မစင်လန်းမပို့ရတော့ဘူးတဲ့လိတ်ပြောင်းသွားပြီတဲ့ခင်းစိကြီးမှာတက္ကနနိုင်မျက်နှာပြက်သွားလိမ့်ဤထို့နောက်ဘာတဲ့လေသူ့လေကောင်မှအလုတ်တိုက်ဖွင့်ပြီးခြေဝါဆိုင်ပုတ်ကြီးတွေပါနေနဲ့ထင်းထင်းရှားရှားအလုတ်လုတ်ကြတော့မယ်လေလားပလိတ်တွေဆောင်ရွက်နေပုံကြည့်လိုက်တော့ဒီလိုအထင်ရှားအလုတ်လုတ်ကြရင်လည်းမထူးလာပါဘူး ။ငယ်ပြည်သူမင်းကလေးဆိုတာလူကြီးတွေကိုလောင်လို့ပြောင်းလို့မတော်ဘူးထင်တယ်လေ။ကိုတောင်းနေမှာမို့ခင်းစင်ကြီးနဲ့ဦးလူတော်တို့အချီအချပြောဆိုနေကြတဲ့များကိုပြုံးရီကနားထောင်လျက်ရှိ၏။ဓာတ်တဲ့စကားမဆက်မင်းညကဘယ်သွားနေတယ်လဲခင်းစင်ကြီး။အိညာလေးဝင်ပြီးစိတ်ကူးရင်နေတာပေါ့။စိတ်ကူးရင်နေရကတကယ်ထပြီးည9:00နာရီလောက်မှာဦးထွန်းတင်ရဲ့အိမ်နောက်ဘေးကိုရောက်သွားသေးတယ်မဟုတ်လား။ဒါလေရှင်တို့ကကျမရှေ့ရကိုတွေ့ခဲ့ကြလို့လား။ကိုတောင်းနှံကလည်းခုနကတော့ကတခါရီရီရာရာပြောကူးပြီး မရောက်ရပါဘူးရှင်ကန္နာလိုင်းဘက်မှာလမ်းလျှောက်နေပါတယ်လမ်းလျှောက်ရင်မောင်ညွဦးနဲ့များမတွေ့ခဲ့ဘူးလားမျက်နှာနီမန်းလေးရဲ့ဖြင့်မတွေ့ရပါဘူးရှင်ဖះဆူရပါစေရဲ့ထို့နောက်ကင်းစင်ရည်ဒီမျက်နှာတင်းတင်းနဲ့အခန်းထဲမှထွက်သွား၍မနှိမ့်ဆက်စီသို့ဝင်ထိုင်နေလေ၏အတန်ကြာလိုက်တော့ဦးလူတော်သည်ကိုတောင်းတန်နှင့်ထွက်လာကြ၍ကင်းစင်ရည်ဒီတွင်ရပ်နေစဉ်ကင်းစင်ရည်ဒီအလုလုရာမှရုတ်တရက်မောကြီးလေးရဲ့တခါတခါတော့အရှင်ကြီးကိုကျမသိမ့်မုန်းနေတယ် တင်ကြီးစေးနာကကပိုင်းနိုင်တွေကတာပြီးမုန်းသေးတယ်ဗျာတော်စမ်းပါရှင်ဦးလူတော်ဒီကိုတောင်းနေအာမျက်စပြည့်လေးရဲ့ဟဲဟဲဟဲဟုရေမောက တိုက်ပုံမှဆင်းသွားလေ၏ ။ဒလိုင်းပြည်လုံးရှိသတင်းစာများသည်ပလိတ်ဌာနအကြောင်းကိုအထူးတလဲယူဆိုင်ကရေးသားလျက်ရှိကြ၏။သတင်းစာကော်လံများတွင်ဝါသုံးလုံးနှင့်ပတ်သက်သည့်နောက်ဆုံးလူသတ်မှုအကြောင်းကိုရှင်းလင်းရစွာရေးသားကြခြင်း။အထက်အောက်လူတော်အစည်းအဝေးများတွင်မျိုးဝန်းများကိုထုတ်ရန်ညွှန်တိပေးထားခြင်း။ရန်ကုန်ပလိတ်မြင်းကြီးနှင့်စုံတော့မြင်းကြီးတို့မှအစာ၍အထက်တန်းပလိတ်အရာရှိကြီးများမကြမကြတကားများပေး၍စည်းဝေးတိုင်ပင်ကြခြင်း။အစရှိသည့်အချင်းအရာများမှာအေးအေးယူကြောင်းထင်ရှားသောအချက်များဖြစ်ပေသည်။ အချို့သောသတင်းစာများကဝါသုံးလုံးပေါ်လာကလေးကဖြစ်ပွားခဲ့သောငွေညှိမှုများနှင့်လူသတ်မှုများအကြောင်းကိုနေဆွေရဆွေများနှင့်တကားခရီးစည်းတွင်ကြဖော်ပြကြသည့်အပြင်ဝါသုံးလုံးအမှုဟူသည်များတို့တွင် Inspector ဦးလူတော်ခေါင်းဆောင်၍ထောက်လန်းစုံစမ်းခဲ့သည့်အကြောင်းများကိုပါထုတ်ဖော်ရေးသားညွှန်ပြကြသည် နောက်ဆုံး၌ဥလူတော်သည်အထက်မြမပြည်သို့တည့်၍စုံတော့ရန်ရှိသည်ဟုအကြောင်းပြခွင့်တောင်းလေရာတောင်းသည့်အတိုင်းလေခွင့်ရခဲ့၏ဥလူတော်မရှိသည့်အခိုက်တွင်၎င်း၏နေရာ၌ဆောင်ရွက်ရန်အရာရှိတယောက်ကိုလည်းရွေးချယ်ခန့်ထား၏ကိုတောင်းလည်းကမူစုံတော့မင်းကြီးယုံတို့ကိုတိုင်းသွားရောက်၍ဝါသုံးလုံးမှုနှင့်ပတ်သက်သည်များတွင်ဥလူတော်အားတစုံတရာများအပြစ်ဆိုရန်မရှိကြောင်းဥလူတော်ညံ့ပြင်းသောကြောင့်မဟုတ်ဝါသုံးလုံးတော်လုံးသောကြောင့်ဖြစ်ကြောင်းမိသူဝင်ဖြစ်စေ ဥလူတော်ဤနေရာ၌ဆောင်ရွက်ရလျင်ဥလူတော်ထက်တာလုံးနိုင်ဖို့နည်းလမ်းမရှိကြောင်းများနှင့်မိတ်ဆွေအတွက်ထောက်ခံပြောဆိုပြီ။ကိုတောင်းနန်သည်စုံနာမင်းကြီးနှင့်တွေ့၍ထောက်ခံပြောဆိုသည်မှာဥထုနေကိုတက်စင်က ကျွန်တော်ကိုယ်တိုင်အနီးမှာရှိတဲ့အချက်ကိုထောက်ရှင်းသည်ဖြင့်ဥလူတော်ကိုအပြစ်တင်တော်လဲရှော့ပေါ်ပြီးအပြစ်တင်ထိုက်ပါသည်။ ်မောင်မင်းကိုစိတ်နာအောင်ပြောလို့လို့မဟုတ်ဘူးမောင်တောင်းတန်ကြီးသို့တော်လဲမောင်မင်းကိုယ်တိုင်ကအစိုးရအရာရှိတရားမဟုတ်သည့်အတွက်ဘယ်လိုပင်ဖိဖိမမပြောတော်လဲမောင်လူတော်ကိုကျွန်ုပ်တို့အပြစ်မလွတ်နိုင်ဘူးမောင်လူတော်ကိုကျွန်ုပ်တို့ဘယ်နှကျင်အခွင့်ပေးထားပြီလေအကြေးကြီးမှသူ့နေရာကြောက်အောင်မဆောင်ရွက်နိုင်ဘူးကိုတောင်းတယ်နီမိမိဤစကားမစွန်သည်နှင့်ပြန်တော့မြည်ဟုထလာတော့အခါမိကြီးကရက်ဆိုင်ထားသည်ဤနေပါဦးမောင်တောင်းတယ် ဦးဘိုးအောင်ကိုတက်တဲ့တရားခံဘိုးဝန်ချောင်းကိုကျွန်ုပ်နည်းနည်းမေးချင်တယ်။ကလထိုင်းတွင်ပြန်၍ထိုင်လျက်မေးပါကျွန်တော်အသိတလောက်ဖြေပါမယ်။ဘိုးဝန်ကိုမောင်မင်းတို့အချုပ်ခန်းထဲမှာစစ်ဆေးစဉ်ကဘယ်သူရှိတယ်လဲ။ကျွန်တော်ရဲ့ဦးလူတော်ရင်တရင်တော့တယောက်ရှိကြပါလိမ့်။တရားခံတောက်တဲ့ရေကိုဘယ်သူယူသွင်းလာခဲ့တယ်လဲ။ကျွန်တော်တို့ရှိနေတုန်းမှာထောင်မိုးယူလာခဲ့ပါလိမ့်။၎င်းနောက်မြင်းကြီးအမှုထဲမှာစာတရွက်ကိုထုတ်ယူ၍ ထောင်မှု၏အစိတ်ခံချက်ကိုကုသောင်းနိုင်အားဖက်ပြလေရာအထိပ္ပယ်မှာအောက်ပါအတိုင်းဖြစ်လေ၏ရေကန်ဘိုးအုံမှာကျမ်းပေါ်တွင်ထိုင်လေးရရှိပါသည်အင်စပက်တာဦးလူတော်ကရေကန်နှင့်မြင်းနှင့်ချင်းဆိုင်ရက်နေ၍ကုသောင်းနိုင်မှာတကားကိုကြောက်ခိုင်းလေးရရနေပါသည်ကျွန်တော်ဝင်သွားတော့ကတကားပွင့်လေးရရှိပါသည်ကျွန်တော်ဒီရေတဝက်ခန့်ရှိသောကျိုင်းတလုံးကိုယူသွင်းသွားပါသည်ရေမှာထောင်ထဲ၌ရှိသောကာကာကိုဖွင့်၍ထည့်ယူပါသည် ရေထဲနေစဉ်အခြားတစ်ခန်းမှဘုံခေါ်တန်ကြားသည်နှင့်ချိန်ကိုချထားခဲ့ရပါသည်ရေဆိုင်နေသို့မြည်သူကားမြဘာမျှမထေပါသို့သောကျွန်တော်ဝင်နေသည့်အခိုင်၌ထဲခဲ့လျင်မူကားကျွန်တော်မမြင်နိုင်ပါအကျုပ်ခန်းထဲသို့ဝင်သွားသောအခါဥလူတော်ကရေချိုင်ကိုလမ်းယူ၍တေခန်ရှိ၌တည်ထားပြီးလျှင်ကျွန်တော်အားအပြင်မှစောင့်နေရန်အမိန့်ပေးပါသည်။ကိုတောင်းတဲ့သည်စာကိုဖတ်ပြီးသောအခါဘဲနေမောင်တောင်းတဲ့ဒီထဲမှာတော့သတင်းတော့မပါပါပဲကလား ျွန်တော်ကတော့ဖြစ်ရင်အမှန်မြင်လိုက်ပါသည်ကောင်းပြီဒီအချောင်းကိုမောင်းလူတော်ကိုကျွန်ုပ်မေးကြည့်အောင်မယ်အထက်မြမပြည်မှာဥလူတော်ပြန်ရောက်ပြီဖြစ်၍မင်းကြီးကထိုအချောင်းကိုတယ်လီဖုန်းဖြင့်မေးကြည့်ရာတွင်ဥလူတော်ကမြမသတင်းစာတိုက်တိုင်းမှသတင်းထောက်တယောက်ဖြစ်သည်ဟု၍သာပြောနိုင်တော်၏ဤတိုင်းမှမိသူမိဝါဖြစ်သည်ဟု၍ကမပြောနိုင်တော့ချေသတင်းထောက်ကိုမောင်းမေးမှတ်မိသလားကျွန်တော်ဘက်သို့ကြောက်ခိုင်းနေသောကြောင့်သူမျက်နှာကိုကောင်းကောင်းမမှတ်မိတော့ပါဘူး တရင်တော်ဆိုတဲ့လူဟာဘာသုံးလုံးရဲ့ကိုယ်စားလှယ်ဖြစ်နေမလားမဆိုနိုင်ဘူး။မောင်သူတော်အင်မတန်ပေါ်ရော်တယ်။ကျွန်တော်သူ့ကိုအများကြီးကြိရှိလာခဲ့တယ်။ယခုတော့မဖြစ်တော့ဘူး။ပင်စင်ဆော့ဆော့ပေးလို့ပြီးသူ့နေရာမှာတက်လူကလေးတယောက်ခန့်ရလိမ့်မယ်။လူတော်ကတော်တော့တော်ပါရဲ့။ဒါပေမဲ့ရှေ့ကြကုန်ပြီ။ဘာသုံးလုံးတို့လိုခက်ဆန်တဲ့လူဆိုးမျိုးတွေနဲ့သူမရနိုင်တော့ဘူး။၎င်းကကိုတောင်းတန်လေမိကြီးယုံငယ်မှထွက်လာခဲ့လေ၏။ ဝူလူတော်ပင်စင်ယူရမည်အကြောင်းကိုပလိတ်ဌာနဘက်တစ်ခုလုံးသိနေကြပြီဖြစ်၍အချို့လည်းနှမျောကြ၏အချို့လည်းသဘောတူကြ၏ဝူလူတော်ကိုယ်တိုင်မှမူပင်စင်ယူရမည်အတွက်အနှဲငယ်များညှိုးငယ်ခြင်းမရှိဘဲမိမိ၏နေရာတွင်ဆက်ခံလုက္ကိုင်းမိအရာရှိအားလည်းကြည်ဖြူစွာနှုတ်ဆက်စကားပြောကြလေ၏တညနေ၌ဝူလူတော်သည်မောင်ညွန်းဦးနှင့်ကွန်တနင်ဟိုတယ်အနီးတွင်တွေ့ဆုံမိသည်နှင့်နှုတ်ခွန်းဆက်တပြီးနောက်ဘယ်နဲ့လဲဦးလူတော်စုံငန်းတိုင်ရောက်ဖို့ နီးကြပြီလားခမဟုတ်ကဲ့နီးပါပြီအားသုံးလုံးတော့ဆုံးမဆုံးမပြောတတ်ဘူးကျုပ်ရလူတော့ဆုံးတော့မကောဒီလိုဆိုရင်တို့မမပေါ့ဗျဝါသုံးလုံးချောင်းကိုဥလူတော်လောက်တိထားတဲ့သူဘမရှိမလဲတိမြင်လူဝင်လို့ရင်ဝါသုံးလုံးကိုမိဖို့တာပြီးစကန်းဝေးသွားတော့မှာပေါ့ခင်ဗျာ ယခုတလောအတွင်း၌မောင်ညွန့်ဦးသည်ခုနှစ်မိုင်အိမ်ကြီးတွင်ဖခင်တည်ဆုံထားသည့်အတွက်ကြောင့်မနေထိုင်လူသည်ဖြစ်၍မျိုးလေးတွင်တက်ခမ်းကား၍နေထိုင်လျက်ရှိရာဦးလူတော်နှင့်တွေ့သောအချိန်တွင်အိမ်ကြီးသို့သွားရောက်နေထိုင်ရန်ကိစ္စတစ်ခုပေါ်ပေါက်လာသောကြောင့်ဦးလူတော်အားမိမိနှင့်အတူလိုက်ပါနေထိုင်ရန်ဖိတ်ခေါ်နေ၏အားလည်းလို့ရှိရင်စိတ်ပြေလက်ပြောက်ဆိုလာလို့ကျွန်တော်လည်းလိုက်ပြီး၄၅၆ရက်လောက်နေခဲ့ပါအောင်လားခင်ဗျာ ဘုဒ္ဓတော်သည်အနေငယ်တွက်ဆက်စဉ်းစားနေပြီးနောက်မောင်ညွန့်ဦးနှင့်ကိတ္တလိုက်၍နေရန်သဘောတူလျာနောက်ဆုံး၌ဘုဒ္ဓတော်သည်တရေဤတလုံးမြကိုသာယူဆောင်၍မောင်ညွန့်ဦးနှင့်အတူမော်တော်ကားဖြင့်လိုက်ပါသွားလေ၏သာခိုင်ဤတွင်ဥလူတော်သည်ကိုတောင်းတဲ့ထံသို့သာတသာငူရေး၍ဇာတိုက်မှ ထဲခဲ့လေရာအောက်ပါမချက်ကလေးကိုလည်းဖြစ်ဆွက်ခဲ့သည်ကျွန်ုပ်မျိုးတဲသို့ရောက်လာဖို့ကိစ္စတစုံတရာ ပေါ်ပေါက်ခဲ့လျင်ကျွန်ုပ်ကိုခေါ်ရင်အာမနာပါလိမ့်နည်းချက်ချင်းလာခဲ့ပါမည် ။လန်ခီတွင်ဥလူတော်သည်မောင်ညူဦးနှင့်စကားပြောဖို့အချိန်မရပဲမိမိအကြောင်းကိုမကောင်းရေးသားထားသည့်သတင်းစာများကိုသာတန်တော့ဖက်ရှုလာခဲ့လေ၏။ကို့အကြောင်းကိုမကောင်းတရားရေးသားတဲ့အစာတွေကိုဖတ်ရှင်သေးသလားခမ။ဒီလိုပါမောင်ရေကိုကလမ်းမနေတဲ့အခါကြရင်တော့သူတို့ဘက်ကမကောင်းတရားရေးပြီးအပြစ်ဆိုရင်အခံရခက်တက်တာမျိုးကိုကိုကလမ်းမနေရင်တော့ဘယ်သူကဘာကြီးရေးနေနေဘာမှကိစ္စမရှိပါဘူးမောင်ရေ ဘာသုံးလုံးကိစ္စမှာဥလူတော်ကလမ်းမှန်နေလို့ဆိုလိုသလားဘယ်အချက်မှာဘယ်ပုံလမ်းမှန်တာလဲခင်ဗျာတို့ရရင်ဥလူတော်သည်မိသူ့မြအပြေချခြင်းမပြုဘဲဒုံဖြည်းဖြည်းကြီးလုံနေ၍နေလေသည်နေရင်သူဆက်ရောက်ကြတော့ခါမောင်ညွန်းဦးဤအစေခံသည်အိမ်ထဲမှထွက်ကြ၍ဥလူတော်၏နာမည်ပါသောခြင်းနှင့်တစောင်းကိုမောင်ညွန်းဦးကပြေးလိုက်ရာမောင်ညွန်းဦးလည်းလက်ကိုကြည့်ပြီးနောက်ဥလူတော်သို့လမ်းပြလိုက်လေသည်ခြင်းနှင့်စာအိတ်ကိုလမ်းလို့ကြည့်ရှုပြီးနောက်ဒီဟာရောက်နေတာဖောက်ကြသွားပြီလေ 5မိနစ်လောက်ကပဲရောက်လာပါတယ်။ဘိုင်းစကယ်နဲ့စားဖို့ကလာလာပို့သွားပါတယ်။ထို့နောက်မှာဦးလူတော်ဒီစိုက်ကိုဖွင့်ဖက်ရာအောက်ပါအတိတ်ပဲတိုင်းတွေ့ရှိရလိမ့်။ရန်ကုန်တို့ချက်ချင်းပြန်လာခဲ့ပါအလုံးအရေးကြီးသောကိစ္စတစ်ခုပေါ်ပေါက်နေပါသည်တောင်းဟန်။ဘုလူတော်ဒီဂျင်းနန်းကိုမောင်ညွန့်ဦးကလမ်းပြလိုက်တဲ့ဖြင့်ဖတ်ကြည့်လေသည်ခွာချလိုက်တာခမနေပဲမနေရတော့ပါဘူးတို့ပဲမဲ့သွားမှာပေါ့လေမော်တော်ကားယူသွားပြီတော့မသွားဘူးလေဒီကနေ့ညဘယ်လောက်ကြီးအရေးကြီးနေနေဒီ တညတော့အိယာအောင်မေဒုက္ကမောင်ညူဦးသည်အံဩသောမျက်နှာထားနှင့်ဥလူတော်အားငေးကြည့်နေလေ၏ထို့နောက်ဥလူတော်သည်တယ်လီဖုန်းသို့သွား၍ကိုတောင်းနှံကိုခေါ်ကြည့်ရာမောင်ညူဦးလည်းအပြင်မှစောင့်နေလေ၏အတန်ကြာလက်သောဥလူတော်ထက်လာ၍ကျုပ်ထင်တဲ့အတိုင်းပါပဲမောင်ကြီးကိုနေကကျင်းနေဟာလိန်ရိုက်တဲ့ကျင်းနေကပဲလိန်ရိုက်တယ်လို့အဆကလေးကတွေးမိသလားတွေးမိပါလေကျုပ်လည်းမောင်တောင်းနှံလို့အတွေးတော်တော်ကောင်းကောင်းလာပြီ ထိုညနေလူနှစ်ယောက်တို့သည်အင်္ဂလိပ်ကြားကစားလေးရရှိကြရာနှစ်ယောက်လုံးမှာလူကောင်းကြီးဖြစ်၍လက်လဲညီသည်နှင့်အချိန်ကုန်မဲမသိကြပဲ၁၂နာရီထိုးသောအခါမှာကြားဝဲကိုတင်လိုက်ကြလေ၏။ဥလူတော်မှာဥဘူအောင်မတိမီကအိတ်ခဲ့ဘူးသောအိတ်ခန်းသို့ မောင်ညွတ်ဦးကလက်၍ပို့ရာ၎င်းခန်းတွင်ပြင်းပေါက်ရှိကြီး၃ပေါက်ရှိလေသည်။မောင်ကိုဒေခန့်မှာအိတ်မလဲ။ဘုဘကကဲ့ရဲ့အခန်းထဲမှာအိတ်မှာပါပဲ။ ထို့နောက်ဦးလူတော်သည်တကားကိုပိတ်၍မင်းတို့ချထားလိုက်ပြီလျင်အိယာတို့မဝင်သေး၏ပဲမိငိမ့်ပြီးနောက်ပြင်းပေါက်တို့သွား၍အင်ရောက်တို့မျှော်ကြည့်နေသေး၏နောက်ဆုံးနဲ့ဦးလူတော်သည်ပိတ်ရတဲ့တို့ဝင်၍အိတ်မပြောင်းနိုင်သေးသည်နှင့် အပြင်တို့ပြင်းပေါက်မှမျှော်ကြည့်နေလေ၏ယုတ်တရဲအိတ်မပြောင်းနိုင်သူအဖို့အိတ်ပြောစေတဲ့တုံဒီလန်တခုမှာနှလုံးကိုရဲရဲကြီးအစွမ်းကုန်ဖွင့်၍ဒစုံတခုကိုစိုက်၍ကြည့်နေရန်ဖြစ်လေသည်ဦးလူတော်သည်အိတ်ချင်းလုံသည်နှင့်အိတ်မပြောင်းနိုင်မဲ ရှိရာတွင်တတိပောင်းမှအပြင်သို့လမ်းကြည့်နေခြင်းအပြင်မျက်လုံးများတစ်ဖြည်းဖြည်းမေးလာလေသည်ဒါကြီးပြန်တစ်ချက်ကြုံလုံးလက်တော့ဦးလူတော်ဒီအိပ်ပျော်တော်မြည်ဆဲဆဲတွင်အင်းရောက်မှတဝီဝီမြည်တမ်းကြားသည်နှင့်ဗတင်းမောက်တို့သွားပြီးလျင်ခန်းစည်းအဝတ်အကွဲလေးရဲ့အင်းရောက်တို့လမ်းကြည့်ရာလူတစ်ယောက်သည်တစ်ပင်ကြီးများ၏ရိတ်ထဲတွင် ခြေပြားထောက်လျက်တလှုပ်လှုပ်နှင့်ခြေပြားထောက်ကသွားနေသည်ကိုတွေ့ရလေ၏ ဥလူတော်မှာသူရတတ္တိအရာဌာန၌လူလင်ရေးမရှိသူတယောက်ဖြစ်သည့်အတိုင်း၆လုံးမျိုးကိုခါရင်းထိုးလျက်အင်းရောက်တို့ဆင်းလာ၍အင်းရှိတကောင်းကိုဖွင့်ပြီးလျင်ဥယျာဉ်ထဲသို့ဝင်သွားလေ၏။၎င်းကထိုးလူကိုမြင်ရသောနေရာ၌ကသုံတယောက်မှမရှိတော့ချေ။ဥလူတော်သည် မိမိကပင်အထင်မှားလေသလိုဟုအောက်မေ့လျက်ပြင်းမောက်သို့မောကြည့်အောင်မြည်ပြူရာ။ ်အိမ်ရှိလမ်းပေါ်မှအကားကိုကျန်တို့တန်ကြားသည်နှင့်ဝင်းပေါက်တို့ဖြင်းချင်းစွာရှောက်လာခဲ့ရာ ကားရသည်သည်အတော်တန်အရှိန်ရနေသည်နှင့်အဟုန်ဖြင့်ရန်ကုန်ဘက်သို့ဝီးကနေမြေအောင်ပေါင်းတင်သွားသည်ကိုမြင်လိုက်ရ၏တို့ဖြစ်၍ပတင်းပေါက်မှမိမိမြင်လိုက်တော်သူမှာအထင်မှားခြင်းမဟုတ်လူစင်စစ်ပင်ဖြစ်သည်ဟုဘုလူတော်သိရှိရ၏တို့ရရင်ထိုသူသည်ဤသို့သောအကြံစီနှင့်ဝင်းထဲသို့ဝင်လာခြင်းဖြစ်လေသည်။မိမိအားမြင်သွား၍တင်းချောင်ပြေးခြင်းဖြစ်လေသလော။ သူတိမဟုတ်မိမိကိုမမြင်ပဲ၎င်း၏လုပ်ကိစ္စပြီးစီးသည်နှင့်ပြန်သွားခြင်းဖြစ်လေတော့အစချီသည့်မိခွန်းများကိုမိလိရဲ့အိမ်ပေါ်မှတက်လာအိမ်မော်သူ့တက်လာခဲ့လေ၏အိမ်မတို့ရောက်တော့ကမောင်ထုံးဦးကိုနှိုး၍ပြောပြလောက်အောင်အေးမကြည့်လားဟုသဘောရသည်နှင့်အိယာတို့ဝင်အိတ်လေသည် ။ဒဏ်နဲ့လင်းလက်တော့ဦးလူတော်သည်အိမ်ပေါ်မှဆင်းလာတော့အခါမောင်ညွန့်ဦးသည်ကပ်ပြီးမှခွာယူထားပုံရသော စာတရွက်ကိုကင်လေးရဲ့ဖက်နေရာဦးလူတော်အားလမ်းပြသည်နှင့်အောက်ပါတိုင်ဖက်ရှုရလေ၏။တင်းဤဖခင်ပြည့်ရန်ရှိသောငွေကိုယခုတိုင်ကျွန်ုပ်တို့မရသေးပါ။တင်းဤမိတ်ဆွေများဖြစ်တော်ကိုတောင်းတန်နဲ့ကိုလူတော်တို့ကိုကျွန်ုပ်တို့ဟာရှေးရမခံရအောင်တင်းကတိုက်တွန်းပေးနိုင်ရင်ထုံငွေကိုမရတော့လေကျွန်ုပ်စိတ်ကျဉ်နဲ့နိုင်လိမ့်မည် ်အထက်ပါစာမှာဆိုင်းမှုရေးတော်လေရေးကြီးမျိုးဖြင့်ဆောင်ရွက်ပေါ်တွင် ထင်ရှားပြီးသားစွာရေးသားထားလေရာနောက်နား၌ကအနေငယ်တင်းငယ်သောစလုံးကလေးများဖြင့်အောက်ပါအတိုင်းပြည့်စွက်ရေးသားထားသည်။နောက်ဖို့၌ကျွန်ုပ်တို့သည်တာမန်ရန်သားများထံမှငွေတောင်းခံခြင်းမပြုတော့ပြုတော့မည်မဟုတ်ကြောင်း။၎င်းစာအလုံးမှာထုံးစံအတိုင်းဝါသုံးလုံးအမှတ်စိတ်တွင်၌ရေးသားထားခြင်းဖြစ်လေသည်ခမည်းတော်စာကိုဘယ်ကရရသလဲဝင်းထဲကတည့်ပင်ကြီးမှာကတ်ထားတယ် ။အော်အော်မင်းညကလူဟာဒါလာလုတာကိုခမမြင်လိုက်ရသလား။မြင်လိုက်လို့ကြုတ်တောင်ဆင်းကြည့်သေးတယ်။ဒါထက်ခင်စင်ကြီးကိုမောင်ကစုံမဲ့နေကြအောင်သူတို့သိသလား။မျက်နှာညီမန်းလေးညီမန်းလေးရဲ့ဖြင့်သူတို့ကိုထိခိုက်အောင်ဆိုပြီးဟိုသွားလို့မစိုးရင်ရလို့လား။ဒီလူစုကဘာမစိုးလုံးမဲ့လူစုတွေပဲ။ဟာဒီလိုဆိုရင်တိတ်ခွာကြမှာပဲကျွန်တော်ကိုဘယ်လိုလုပ်လို့ခိုးသွားပြီလို့မှတကူတော့ကျွန်တော်စိုးရိမ်နေခင်ဗျာပြောတာပြောရပါလေရှင်စင်ကြီးဟာလေတဲကြီးတဲ့အထက်ကတော့မဟုတ်ပါဘူး သူ့ကိုယ်သူစောင့်ရှောက်တတ်ပုံရပါတယ်ခင်ဗျားတို့လူစုကားဖြင့်ခင်းစင်ကြီးကိုတကယ်လူစံကောင်းကြီးတယောက်လုပ်ပြီးပြောနေကြလို့ဒါပဲနော်ခင်းစင်ကြီးအကြောင်းကိုအသာထားပြီးဒီစာရွက်အကြောင်းကိုကျုပ်စဉ်းစားနေတယ်ကျုပ်ထင်တော့ဒီကိုလာတော့ကမောင်စီကိုငွေညှိမလို့လာတာပဲလမ်းကြတော့အကြံတစ်မျိုးပြောင်းပြီးအောက်ကစာကြောင်းကိုဖြည့်ရေးကတ်ထားခဲ့ဟန်တူတယ်ဤကဏ္ဍအကြံကြီးတစ်ခုကြီးကြီးကျယ်ကျယ်ကြံစီမယ်လို့လေတော့ကျုပ်နဲ့ကိုတောင်းတန်ကိုနှံထုတ်ပြစ်ခြင်းတဲ့လက္ခဏာပဲ သူကနား၌တယ်လီဖုန်းရောက်လာသည်နှင့်မောင်ညိုဦးကနားထောင်၍ဥလူတော်အားလမ်းပြလိုက်ရာတွင်စုံတော်ဝန်ကလေးကဥလူတော်အားသူနှင်းညက်သည်ဝင်းကြီးချုပ်အစည်းအဝေးတက်ရောက်ရန်ဆင့်ခေါ်လိုက်ခြင်းဖြစ်ပေ၏။ဘာတဲ့လေခမ ्या ဝါအုံလုံးကျေးဇူးကြောင့်ဝင်းကြီးချုပ်အစည်းအဝေးများတော်တက်ရအောင်တော့မယ်ဆိုပါကလား။သူစကားကိုဆိုရင်ဥလူတော်ဤမျက်နာမှာအလုံးမထွက်ရမည့်အရာရှိတရားဤမျက်နာနှင့်အလင်းမင်မတူရှိ ဦးလူတော်သည်ရန်ကုန်မြို့သို့ရောက်သောအခါဝါသုံးလုံးအတင်းကြောင်းနှင့်ပတ်သက်၍အစိုးရကပြန်နှံတစ်ခုထုတ်ဝေထားပြီးဖြစ်ရာဖြစ်ပျက်ပုံအချင်းချင်းမှာအောက်ပါအတိုင်းဖြစ်လေ၏အစိုးရဖွဲ့ဝင်ဝင်းကြီးချုပ်6ယောက်တို့သည်အင်္ဂလိပ်ဘာသာဖြင့်လက်နေဆက်နေရိုက်နေထားသောစာရဆောင်သည့်အတီးတီးရရှိကြလေရာ၎င်းစာတွင်အမည်နည်းရမျှမပါရှိပေဝါသုံးလုံးအမှန်တစိတ်သာလျှင်ပါရှိလေ၏စာရေးထိပ်ပေမှာအောက်ပါအတိုင်းဖြစ်၏ ်ပလိဌာနပဲ၎င်းစုံတော့ဌာနပဲ၎င်းအပြင်မစုံတော့ကျော်ကိုတောင်းတယ်၎င်းကျွန်တို့တို့ကိုရှေ့ရခံမိရန်အနည်းနည်းပုံပုံစူးစားခဲ့ကြတော့လေအချင်းနည်းပင်ဖြစ်ခဲ့လေပြီကျွန်တို့တို့သည်အချို့လူများကိုရှင်းလင်းတုတ်တင်ခဲ့ရ၌မလွဲမချောင်းသာသဖြင့်ပြုလုပ်ခဲ့ရခြင်းများသာဖြစ်ပေရာ သူတတူ၏အသက်ကိုဖျက်လို့ဖြစ်စီပြုလုပ်လို့တော့ကြောင့်မဟုတ်အခြားလူများလေးစားသည်လို့ဒီအတွက်များသာပြုလုပ်ခဲ့ရခြင်းဖြစ်ကြောင်း လွန်ခဲ့သည့်ညကပင်ဦးထွန်းတင်ကကျွန်ုပ်တို့ကိုရှေးရခံဖို့ငားရန်ထားခဲ့သောရှေ့နေခင်မောင်လက်ဆိုသူမှာကျွန်ုပ်တို့ကိုရှေးရခံပြီးတော့မတက်နီးကဲလာကြောင်းတွေ့ရသည်နှင့်တုတ်တင်ရှင်းလင်းပြလိုက်သေးကြောင်းခင်မောင်လက်၏အလောင်းမှာအင်းစိန်နှင့်ကျိုကုန်းဘူတာများအကြားတွင်တွေ့လိမ့်မည်ဖြစ်ကြောင်းပလိဘက်နှင့်ဆုံတော့ဘက်တို့သည်ကျွန်ုပ်တို့ကိုဖြိုဖျက်ရန်စူးစမ်းခဲ့တော်လဲအထမမြောက်ပဲရှိခဲ့ရာကျွန်ုပ်တို့ကကျွန်ုပ်တို့အတင်းကိုအလိုလျောက်ဖြိုဖျက်ပြရန်သဘောတူညီကြမည်ဖြစ်ကြောင်းသို့သောအထမမြောက်ပဲလျင်နှင့်ဆုံတော့နှင့်ဆုံတော့ ပလိနှင့်စုံထောင်များအတွေ့ကုန်ကြသောငွေကိုကျွန်ုပ်တို့အားပေးရလိုက်သည့်အတိုင်းကျွန်ုပ်တို့အသင်းကိုငွေ9သိန်းပေးအပ်ရန်တောင်းခံလိုကြောင်း၎င်းငွေကိုပေးအပ်ရမည့်အကြောင်းကိုနောက်စာတွင်နီးလန်းညွှန်ပြအောင်မည်ဖြစ်ကြောင်း ို့ပြင်အရေးကြီးတောင်းဆိုလိုသောအချက်အချာတစ်ခုမှာကျွန်တို့လူစုအားရာဆွေးပြစ်ထန်မှလုံးဝချမ်းသာခွင့်ပေးမည်အကြောင်းကိုဘီရင်ကန်၏လက်မှတ်ဖြင့်အမိန့်စာတစ်ခုပေးပို့၍အမည်နေရက်များကိုကွက်လက်ချန်လက်ထားစီလိုပါကြောင်းအမည်နှင့်နေရက်များကိုမူကျွန်တို့အလိုရှိရာနောက်ခါမှပြည့်စွက်ထည့်သွင်းရေးသားဖော်ပြလိမ့်မည်ဖြစ်ကြောင်းအကယ်၍ကျွန်တို့၏တောင်းဆိုချက်ကိုညှင်းပယ်ခဲ့ပါမူကား အထက်လွတ်တော်အမတ်9ယောက်နှင့်အောက်လွတ်တော်အမတ်9ယောက်တို့ကိုယနေ့9ရက်အတွင်းတုတ်တင်ရလိမ့်မည်ဖြစ်ကြောင်း အထက်ပါစာကိုရေးသားပြီးနောက်အောင်းတိုင်းအထက်လွတ်တော်အမတ်9ယောက်နှင့်အောက်လွတ်တော်အမတ်9ယောက်တို့၏အမည်များကိုထည့်သွင်းဖော်ပြပါရှိလေ၏။ဘုလူတော်သည်အစိုးရ၏ပြန်နှံကိုဖက်ရှုရသဖြင့်အထက်ပါအချင်းရာတို့ကိုတည်ရှိရပြီးဖြစ်လေရာရန်ကုန်တို့ပြန်ရောက်သောအခါတွင်စုံနောက်ကိုတောင်းတန်ကိုအတွင်းဝင်ကြီးယုံ၌ရှေးဦးစွာတွေ့ဆုံလေ၏။ကိုတောင်းတန်ကိုယ်တိုင်မှလည်းအခါတိုင်းနှင့်မတူဘဲအတော်ပင်တုံလို့ချောက်ချားနေဟန်ဒူလာပြီ၏။ကျွန်တော်ကဒီလိုလုံးမှစိုးရိမ်နေတာကြားလာပြီ။ ခတ်တာကဘာလဲဆိုတော့ဆရာကြီးလုပ်တဲ့လူကိုဂွင်းထောင်ထားတာမိလူဆဲဆဲရှိနေတဲ့အခါမှာဒီကိစ္စက လာပေါ်ရပြန်တယ်ခင်ဗျာ ဟုတ်ပါရဲ့ဗျာကျွန်တော်မှဒီကိစ္စပေါ်လာတာနဲ့ဂျိုးဖြူကိုတနက်ပြထွက်ဖို့ဟာတော့မထွက်ရတော့ပါဘူးဗျာအော်ဟုတ်ပြီသားကပဲဒီကနေ့ ခမားကိုတုတ်တင်မှုရချိန်ထားတဲ့နေပါကလားပြို့သို့တော်လေပွားသုံးလုံးအတင်းကဒီကိစ္စကြီးကိုစီမံနေတဲ့အတော်တွင်းမို့လို့ခမားကိုလွှတ်ထားကောင်းပါသေးရဲ့ဗျာဒုက္ခကိုတောင်းနေလဲရင်မောလိဓာတ်တဲ့ဝင်းကြီးချုပ်အစည်းအဝေးတဲ့ကိုကျွန်တော်တို့မဝေးမီဥရုတော်ကိုကျွန်တော်တို့ခုပြောထားချင်တာရှိတယ်။ဘာလဲဆိုတော့ဝင်းကြီးချုပ်ဖက်ရဲ့သဘောကယခုဘဝသုံးလုံးကိစ္စမှာကျွန်တော်ကိုဦးစီးခေါင်းဆောင်လုပ်ပြီးဆောင်ရွက်စီလိုတယ်ဗျာ။သို့တော်လည်းကျွန်တော်ကငင်းပယ်လိုက်တယ်။ကျွန်တော်ကဘယ်နဲ့ပြောလိုက်တလဲဆိုတော့ဘဝသုံးလုံးကိစ္စမှာဥရုတော်ဟာအကျွမ်းကျင်ဆုံးဖြစ်ပါ ါတယ်။ဒါကြောင့်မူလူတော်ခေါင်းဆောင်ရင်းအဖြစ်သူ့လက်အောက်မှာဝင်ပြီးကျွန်တော်ဆောင်ရွက်ပေးပါမယ်။ဒီလိုမဟုတ်ဘဲတိပြင်းလူတယောက်ခေါင်းဆောင်မယ်ဆိုရင်တော့ကျွန်တော်မပါချင်ဘူးလို့ပြောလိုက်မယ်။ကျေးဇူးပါပဲဗျာနှုတ်ပေမဲ့ဝင်းကြီးချုပ်ဖွဲကခမားနဲ့သဘောတူမှသူကမလားဗျာဒါတော့ကြည့်ကြရအောင်ပါပေါ့လေကျွန်တော်သဘောကတော့ဖြစ်မပြောင်းလဲနိုင်တော့ဘူးဥလူတော်ရဲ့ ဝင်ကြီးချုပ်အစည်းအဝေးမှာနိုင်ငံဝန်ကြီး၏အတွင်ခံ၌ကျင်းပမည်ဖြစ်ရာဝါသုံးလုံးထံမှချင်းကြောက်စွာရရှိထားသောဝင်ကြီးချုပ်များသည်၎င်းခန်းထဲတွင်ခြေဥစွာပြည့်စုံတိုင်ပင်ကြ၍အခြားရာရှိများအားနောက်မှဝင်ဝင်ပြုကြလေ၏။ဦးလူတော်နှင့်ကိုတောင်းတန်တို့သည် အစည်းအဝေးခန်းအပြင်၌ဆောင်းလျက်ရှိကြရာ လူကြီးများသည်ကိုတောင်းတန်ကိုခြေဥစွာခေါ်သွင်း၍၅မိနစ်ခန့်ကြာသောအခါမှဦးလူတော်ကိုခေါ်ငင်လေ၏။ဦးလူတော်သည်အစည်းအဝေးခန်းသို့ဝင်သွားသောအခါဝင်ကြီးချုပ်များကိုအများအပြားဖြင့် ညင်မှုတွေ့မှုဒီသာဖြစ်၍နိုင်ရင်ဝန်ကိုခြံရန်ကထိုင်းလျက်ရှိကြသည်ကိုတွေ့ရလေရာ၎င်းတို့သည်ဘုလူတော်ကိုမြင်သောအခါ၌ညံပြင်းသောရာရှိတယောက်အနေဖြင့်မထီမဲ့မြင်ပြုကခအေးအေးထိုင်နေကြလေ၏ ်နိုင်ရင်ဝင်ကြီးကိုယ်တိုင်ကလည်းဥလူတော်အားပြုံးရခြင်းအမျှမရှိဘဲဥကောင်းညှိယုံမြဖြင့်နှုတ်ဆက်လေသည်တောင်းတင်းသောလေတံဖြင့် inspector ဥလူတော်ယခုကျွန်ုပ်တို့ဝါသုံးလုံးအကြောင်းကိုဆွေးနွေးတိုင်ပင်နေကြခြင်းဖြစ်သည်ဤကိစ္စမှာယခုတလို့တွင်ရန်ကုန်တမြို့အတွက်သာမဟုတ်တပြေအောင်လုံးနဲ့သက်ဆိုင်သည့်ပြဿနာကြီးတစ်ခုဖြစ်နေပါပြီ။ပွားသုံးလုံးကဝင်းကြီးချုပ်ဖဲ့ကိုတဦးစီတဦးသည်စာများရေးပြီးချင်းချုပ်ထားတဲ့အကြောင်းနဲ့ပတ်သက်၍အစိုးရပြန်နှံကိုဥလူတော်ဖတ်ပြီးပြီမဟုတ်ပါလား။ဖတ်ရပါပြီခင်ဗျာ။ ။မှန်တဲ့အတိုင်းဖွင့်ပြောရရင်ဝါသုံးလုံးနဲ့ပတ်သက်၍ဥလူတော်ဆောင်ရွက်ခဲ့ပုံများကိုကျွန်ုပ်တို့ကျေနပ်ခြင်းမရှိဘူး။ဥလူတော်တောင်းထားတဲ့အတိုင်းလူသမားအခွင့်အရေးများကိုပြည်ထရေးဝန်ကြီးချုပ်ကပေးထားခဲ့တော်လေ။ယနေ့အထိမှတစုံတရာအများမထူးခြားသည့်အပြင်ယခုဝါသုံးလုံးကကဲလို့တော့တက်လာပြန်ပြီမဟုတ်လား။မှန်ပါတယ်ခင်ဗျာ။သူဖြစ်တော့ကြောင့်ဝါသုံးလုံးကိစ္စကိုစုံနောက်ကိုတောင်းတန်လက်မှာအပ်ပြီးသူကိုယ်တိုင်ကြီးကျက်စီမံဆောင်ရွက်ဖို့ကျွန်တို့တို့ကကြံရည်တယ် သို့တော်လေကုတောင်းတန်ကသူကောင်းဆောင်ပြီးမစီမံမရစေနဲ့ဥဒုတော်ကောင်းဆောင်ရင်ဥဒုတော်လက်အောက်မှာသူလုံးလုံးပါမယ်လို့ပြောတဲ့အတွက်ကျွန်တို့တို့ဝင်းကြီးချုပ်အဖွဲ့ကလည်းသဘောတူတယ်ဥဒုတော်ပင်စင်ယူဖို့စီမံထားပြီးဖြစ်တော်လေဝါသုံးလုံးကိစ္စမပြီးစည်းမီပင်စင်ကိစ္စကိုခိတရဆိုင်ထားနိုင်တယ်အရေးကြီးတာကဘာလဲဆိုတော့ဝါသုံးလုံးရဲ့တောင်းဆိုချက်များကိုဘယ်နည်းနဲ့မှကျွန်တို့တို့ခွင့်မပြုနိုင်ဘူးသူတို့တောင်းတာကိုပြေးလိုက်ရင် တိုင်းပြည်မှာတရားဥပဒေရဲ့လို့ဘယ်မှာရှိတော့မှာလဲအစိုးရရဲ့လို့ဘယ်မှာရှိတော့မှာလဲအစိုးရအ နာရဲလို့ဘယ်မှာရှိတော့မှာလဲလူစိုးအင်းရဲ့လက်အောက်ခံအစိုးရအဖွဲ့ဖြစ်သွားတော့မှာပေါ့သူ့မိုးကြောင့်သူတို့တောင်းတာကိုကျွန်တို့တို့မပေးနိုင်ဘူးဘယ်နည်းနဲ့မှမပေးနိုင်ဘူးမပေးရင်သူတို့ကအမတ်၁၀ရောက်ရဲ့အသက်ကိုရန်ရှာမင်းတဲ့ရန်ရှာရင်အမတ်များရဲ့အသက်ကိုကာဝေးစောင့်ရှောက်ဖို့ဟာဥလူတော်ရဲ့တာဝန်ဖြစ်လိမ့်မယ်တာဝန်ခံနိုင်မှမလားမှန်လားပါပါသုံးလုံးကိုမမိရင်ထားလိုက်ပါဦးအမတ်ဆယ်ရောက်ရဲ့ဥကောင်းမှဆန်တပင်မကျွတ်စေရအောင်ကျွန်တော်တာဝန်ယူပါတယ်ကောင်းလာပါပြီမိဖို့လဲကျွန်တို့တို့မျှော်လင့်နေ ်ဦးလူတော်ရဲ့နောင်ရေးဟာယခုကိစ္စအပေါ်မှာတည်နေတယ်ဆိုတာသတိပြုသွားတော့ကဲတော်ပါပြီ၎င်းနောက်ဦးလူတော်နှင့်ကိုတောင်းတန်တို့သည်အစီဝေခန်းမှထွက်လာခဲ့ကြလေ၏အတွင်းဝင်ရုံအပြင်သို့ရောက်သောအခါကျို့တော်မြို့သူမြို့သားများသည်အစိုးရပြန်တဲ့ကိုမြင်ကြသဖြင့်ဝင်းကြီးကျုပ်ဖွဲ့နေဝါသုံးလုံးတို့ပညာစမ်းကြမိအကြောင်းဝင်းကြီးကျုပ်များထိုကိစ္စကြောင့်အစီဝေးတိုင်ပင်နေကြကြောင်းစုံနာကိုတောင်းတန်နှင့်ဥလူတော်တို့ကလည်းခေါ်ယူတိုင်ပင်ကြောင်းများကိုတည်င်းကြတိကြသည်ဖြစ်၍လမ်းပေါ်၌စူယုံကစောင့်ကြည့်နေ ကြသည်ကိုတွေ့ရလေ၏။၎င်းပရိသတ်သည်ကိုသောနိုင်ကိုမြင်သောအခါအချို့ကမမ်းမိသည်နှင့်ဩဘာပေးကြလေရ။ဥလူတော်အားမူမိသူကားအမျှအရေးမလုပ်ခဲ့ချေ။ထိုခေတ်ခါကရန်ကုန်တမြို့လုံးသည်ဝါသုံးလုံးအကြောင်းကိုသာပြောဆိုလျက်ရှိကြရ။မိယထာမိသင်မော်လက်ဖက်ရည်ဆိုင်ဘိုင်းစကုပ်ယုံစသည့်နေရာများ၌ဝါသုံးလုံးအကြောင်းမှတပါဘာဟုမျှပြောဖို့တတိမရကြရှိ။ အင်္ဂလိပ်နှင့်မြန်မာသတင်းစာများတွင်လည်းမျက်နှာဖုံး၌ပင်ဝါသုံးလုံးဘုံတရံရိုင်းနှင့်ကထုတ်ဝေလျက်ရှိကြရာအတွင်းစာသားတွင်လည်းဝါသုံးလုံးအကြောင်းနှင့်ပတ်သက်၍ထင်မြင်တွေးဆခြင်းနှင့်အကြံပေးချက်များသာလျှင်ပြည့်နှက်လျက်ရှိပေတော်၏ကိုတောင်းတန်သည်အလုတ်တိုက်သို့ပြန်ရောက်လာသောအခါခင်းစင်ရည်သည်သတင်းစာတွင်ပါသောဝါသုံးလုံးအကြောင်းများကိုဆေးရထက်တန်သောအမူအရာနှင့်ဖတ်ရှုလျက်ရှိရာကိုတောင်းတန်ဝင်လာသည်ကိုမြင်သောအခါမှသတင်းစာကိုကြပြားကြရာချထားလိုက်လေ၏ ဘယ်နဲ့လဲခင်စိကြီးဘွားသုံးလို့ရဲ့နောက်ဆုံးစီမံချက်ကလေးကိုဘယ်လိုသဘောကျသလဲလုံမဲ့လို့ရင်ဒီလိုကျွတ်ကျွတ်လို့လို့လုံမှကျမတို့ကသဘောကျတယ်ချင်းမွန်းစရာကိစ္စမျိုးလည်းမဟုတ်ပါဘူးကောင်းတာလို့လို့မကောင်းတာလို့လို့ဒီလိုပြီကျော်သွားအောင်လို့ရင်ကျမတို့တော့ချင်းမွန်းတယ်ကိုတောင်းတန်ဒီခင်စင်ကြီးရှေ့တွင်ရက်လေးရဲ့မျက်နှာကိုဆစ်ဆီကြည့်ကအခဲခက်လေးရခင်စင်ကြီးလည်းမျက်တောင်မခတ်ပဲရဲတင်းစွာပြန်၍ကြည့်လေ၏ဒီတခါတော့ဝါသုံးလုံးစီကိုသတင်းပို့ရင်တော်မစင်လည်းမဟုတ်တော့ဘူးနော်ခင်စင်ကြီးလည်း ဆိတ်ဆိတ်နေလေ၏ဒါထက်အခုတလုံးမှာအတွင်းဝင်ယုံသွားပြီးကြုတ်လုလုရလိမ့်မယ်ခင်းစင်ရီတော့ယုံမြင်ကနာရောက်ချင်မထင်ပါဘူးဒီလုတိုက်မှာသာကြက်ပြီးထန်ရစ်ပါတော့ဘွားသုံးလုံးကိုဖမ်းဖို့ရှင်ကတောင်းယူလိုက်လို့လားကျုပ်ကလူကြီးမဟုတ်ပါဘူးဦးလူတော်ကောင်းဆောင်ပြီးသူ့လက်အောက်မှာကျုပ်ကအလုလုပေးရမှာပါထိုနေ့နေ့လည်း၌ကိုတောင်းတန်သည်လက်ဖက်ရည်တောက်ရင်အပြင်သို့ထွက်သွားသောအခါအရေးကြီးသောစာများကိုပြန်ရန်ခင်းစင်ကြီးအားလွှဲထားခဲ့လေ၏ ကိုတောင်းနဲ့ထွက်သွားပြီးဒီနောက်မကြမီတွင်တယ်လီဖုန်းညီဒီနှင့်ခင်းစင်းကြီးဒီကောက်ယူနားထောင်ရာတွင်မောင်ညွဦးဤအတန်ကိုကြားရသဖြင့်မျက်နာနီမြန်းသွားသည်ဤရှင်စစ်တော်ကခင်းစင်းကြီးဒီမောင်ညွဦးဤမြစ်တာကိုတုံ့ပြန်ဟန်လက္ခဏာရှိတော်လေမလျော်လွန်းဒီနှင့်ညိုသိပ်ထားခဲ့ဟန်တူပေ၏ဟုတ်ပါလေကျမပါပဲဘာကိစ္စလဲကိုညွဦးကိုတောင်းနဲ့တယောက်ရှိပါသလားခုပဲထွက်သွားတယ်ပြန်လာကောင်းလာမယ်အကြောင်းထုတ်ရင်ပြောထားလေပို့ပေးမယ် သူမထုတော့မပြောတတ်ဘူးပြပြရဲ့စာရဲစာရဲနေကိုရှာကြည့်တော့ဦးကြောက်ခဲအကြောင်းနဲ့ပတ်သက်တဲ့စာအကြီးတိတ်တွေ့ထားတယ်ဦးကြောက်ခဲဟာထောင်ချဘူးတဲ့ဆိုကပဲကြီးကြီးသိသလားကျမတွေးမိတာပဲပြပြကအလုံးမလုံးမီလူတယောက်အကြောင်းကိုစုံစမ်းထောက်လန်းတတ်တဲ့ဝါသနာရှိတယ်သူ့တရင်တော့ကဦးကျောက်ခဲအကြောင်းရေးပို့လိုက်တဲ့စာအကြီးကိုတွေ့ထားတယ်။စာအကြီးထဲမှာစာအကလေးတစ်လုံးနဲ့ပါတယ်။အထက်ကဓာတ်ပုံထင်ပါရဲ့။ကျိုးစင်တင်ဖို့နဲ့ရေးထားတယ်။အဲ့ဒီဓာတ်ပုံကိုဖွင့်ကြည့်လိုက်ပြီးပြီလား။မဖွင့်ရသေးဘူး။ ဖွင့်မကြည့်နဲ့နော်ဘယ်နည်းနဲ့မှဖွင့်မကြည့်နဲ့ကျမပြောရင်နားထောင်တော့ကိုညွန့်ဦးဘယ်နည်းနဲ့မှဖွင့်မကြည့်နဲ့နော်ကောင်းပါပြီလေကြည်ကမဖွင့်နဲ့ဆိုရင်မဖွင့်ပါဘူးဘာကြောင့်လဲဘာကြောင့်ဖြစ်ဖြစ်ကျမနောက်တော့ပြောပြပါမယ်ဒီအကြောင်းကိုဘယ်သူပြောပြပြီလဲဦးလူတော်စီကိုတော့စာရေးပြီးအကြောင်းကြားလိုက်တယ်။ခွာကြတာကိုနောက်ထပ်ပြီးဒီအကြောင်းကိုဘယ်သူမှမပြောနဲ့နော်။ကောင်းပါပြီ။ဒါဖြင့်ရီးစီကိုပို့လိုက်ရမလား။အမလီမလုပ်ပါလေနဲ့မောင်မင်းကြီးတာအဲ့ဒီမှာဒါကောင်းကောင်းထားလိုက်ပါ ထို့နောက်ခင်စင်းကြီးသည်အတန်ငယ်တွေ့ဝေးစဉ်းစားပြီးနောက်ထံရမထ၍တိုက်ခန်းတကားကိုတောက်ခတ်ပြီးလျင်တိုက်မှဆင်းလာခဲ့လေ၏ဒီနေ့ဖတ်ပြခဲ့တဲ့ဝိထုလူလေးကိုချိန်ပေးပြီးနာတော်တာဆင်ပြေးခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါတယ်ခင်ဗျာနာတော်တာဇေနူကြီးကိုမောင်နှမများအားလုံးစိတ်ချမ်းသာခြင်းကိုယ့်ရဲ့ကျမ်းမာခြင်းများနဲ့ဂလုံးတော်အပြည့်စုံကြပါစေကြောင်းကျွန်တော်ဟန်လင်းကမှအဆုမွန်ကောင်းတောင်းရင်အပိုင်းခွနစ်မှာပြန်လည်ဆုံတွေ့ကြပါစို့လားခင်ဗျာ